ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပေါ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ် Premier League ပွဲစဉ်7မှာဆိုရင်ကျွန်တော်တို့ Manchester United အသင်းက Sunderland အသင်းနဲ့ရှင်ပြိုင်ကစားရမယ်။ဆိုတော့ဒီခြေစားနေတဲ့ Sunderland အသင်းကိုကျွန်တော်တို့တင်းရဲ့ဒီအိမ်ဝင် Old Trafford မှာရှင်ပြိုင်ကစားရမှာပေါ့။ဆိုတော့ထုံးစံအတိုင်းပဲကျွန်တော်ဒီပွဲပေါ်မှာကျွန်တော်ရဲ့အမြင်နဲ့ပတ်သက်ပြီးတော့ညီကိုရေနဲ့အတူတူဒါပွဲချုပ်သုံးသက်ချက်လေးကျွန်တော်ပြုလုပ်သွားခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဒီတစ်ခါပွဲချုပ်သုံးသက်ချက်ကနည်းနည်းလေးနောက်ကျသွားရလို့ပြောလို့ရတယ်။ဆိုတော့ကျွန်တော်ဒီကြားထဲမှာတခြား content တွေလှုပ်ရှင်တာရောဒါလှုပ်ဖြစ်ခဲ့တာရောကြောင့်မလို့ဒါနောက် ောက်ကျသွားရပေါ့ဗျာဆိုတော့ဒီမှာတော့ကျွန်တော်အရင်ကြီးဒီဒီကျကျတော့ပြောတော့မှာမဟုတ်တော့ဘူးဆိုတော့ထားပါကျွန်တော်တို့ဒီစန်တာလန်နဲ့ပွဲစဉ်အကြောင်းကိုကျွန်တော်ပြန်ပြီးသွားမယ်ဆိုရင်ဒီစန်တာလန်နဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ကျွန်တော် United fan တွေကြားမှာဒါနှစ်ချမ်းကွဲနေတာကိုကျွန်တော်တွေ့ရတယ်ဗျာဆိုတော့ပထမတစ်ချမ်းကကျတော့ဒီစန်တာလန်နဲ့ပွဲကိုရှုံးစေခြင်းနဲ့အဖွဲပေါ့အဓိကကတော့ Ruben Amorim ကိုထုတ်စေခြင်းနဲ့ထုတ်စေခြင်းနဲ့တော့ဒီပွဲကိုရှုံးစေဟိုရှုံးစေခြင်းနဲ့နောက်တစ်ချမ်းကကျတော့ဗျာကျွန်တော်တို့ဒက်ဆာအခြေအနေတွေဘာတွေပဲဖြစ်နေဖြစ်နေကျွန်တော်အသင်းကိုအနိုင်ရစေခြင်းနဲ့အဖွဲပေါ့ဆိုတော့ဒီနှစ်ဖွဲ့ကွဲ ွဲနေတယ်ဆိုကျွန်တော်ကတော့ဒီအသေးကိုဘာပဲဖြစ်နေဖြစ်နေဗျာကျွန်တော်ကနိုင်စေခြင်းနဲ့အထဲမှာတော့ပါတယ်ဟိုအမှန်တိုင်းဝင်ခင်ရရင်ကျွန်တော်ကျွန်တော် United အသင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် result ကတော်တော်လေးငတ်နေပြီလို့ပြောလို့ရတယ်ဆိုတော့အသင်းကိုနိုင်ပွဲတွေနိုင်ပွဲပြန်ပြီးတော့ရစေခြင်းနဲ့ဆိုတော့ထုတ်တာ မထုတ်တာတာဝန်ရှိသူတွေရဲ့အလုပ်ဗျာဟိုကျွန်တော်ကတော့ဒီနိုင်စေခြင်းနဲ့အထဲမှာတော့ပါတယ်ဆိုတော့ဒီရှေ့ရက်တွေမှာတော့ဗျာကျွန်တော်တို့အသင်းရဲ့တာဝန်ရှိသူတွေကဒါရူဘင်အမိုရီကိုဒါရေးပေါ်စီဝေးခေါ်ပြီးတော့သူတို့ ဟိုအတင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့ကြရတယ်။ဆိုတော့အဓိကကတော့တာဝန်ရှိသူတွေကဒါ ruin armory ကို formation ပြောင်းသုံးဖို့ဒါအကြံပြုခဲ့ရဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာတယ်။အဓိကကတာဝန်ရှိသူတွေကတော့ ruin armory ကိုဒါ၄33ဆန့်ကြည့်ဖို့ဒါအကြံပေးခဲ့ဆိုပြီးတော့လည်းကျွန်တော်တို့သိရတယ်ဗျာ။ဆိုတော့ဒါမဲ့ဒါအရန်ကြီးမဖြစ်မနေကစားကွက်ကိုပြောင်းသုံးဖို့ဖိအားပေးနေရတော့မဟုတ်ဘူးပေါ့နော်။ ruin armory အနေနဲ့သူအားတန်တဲ့အရာသူယုံကြည်ထားတဲ့အရာတိုင်းလည်းသွားလို့တော့ရတယ်။ဒါပေမဲ့ဒီ reset အရာတော့ကောင်းမွန်တဲ့ reset တွေဖြစ်ဖို့လိုတယ်ဆိုတာမျိုးကိုတာဝန်ရှိသူတွေကသတိပေးကြ။ဆိုတော့တာဝန်ရှိသူတွေလည်းဒါကျွန်တော် ော်လိုပဲဒီ reserve ပိုင်းရန်ကန့်နေပြီကျွန်တော်အသေးဒါနိုင်ဝဲတွေကိုပြန်ရတာကိုမြင်ချင်းနေတယ်ပြီလို့ကျွန်တော်ပြောလို့ရတယ်ရူဘင်အာမွန်ရေးဘာလို့လာမလဲပဲကျွန်တော်အဓိကစောင့်ကြည့်ရမှာဒါပေမဲ့ကျွန်တော်ဒီမှာအဓိကဖြည့်စေချင်တာကဗျာကျွန်တော်ဒီပွဲအတွက်ဒါတရားလေး preparation လုပ်လာပြီးတော့မှန်ကန်တဲ့လူစင်းကိုထုတ်စေချင်တာဆိုတော့အဲ့လိုဆိုအဲ့လိုဆိုရင်ကျွန်တော်အထင်အရန်ကြီးရုန်းခံရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ကယုံကြည်ထားရဗျာဆိုတော့ဒီပွဲမှာဆိုရင်လည်းအာမက်ဒီယာလိုလိုကက်ဆင်မီရိုလိုလည်းဒါပြန်လာပြီးဖြစ်တဲ့အတွက်အာမွန်ရေးအနေနဲ့လည်းရွေးချယ်စရာတွေများတယ်အဲ့လိုရွေးချယ်စရာတွေများတဲ့အချိန်မှာဒါမှန်ကန်တဲ့ရွေးချယ် ချက်မှုသာလုပ်ခဲ့မယ်ဆိုရင်ကျွန်တော်တင်ဒါကြီး struggle ဖြစ်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်ဒီရပိုင်းတက်လာတဲ့သတင်းတွေအရဆိုရင်ဗျာဒီ Sergeant Reglick ကကျတော့ ရီရွေးအမွန်ရဲအနေနဲ့စန္ဒလန်နဲ့ပွဲမှာရဇက်တွေမကောင်းဘူးဆိုရင်တောင်မှနီးပြားကိုဆက်ပြီးတော့ထားမယ်ဆိုတဲ့သတင်းတွေလည်းထွက်လာတယ်။ဒါပေမဲ့ကျွန်တော်အမြင်အရကျတော့ဒီအရန်ကြီးအာမခံချက်ရှိမယ်လို့တော့မထင်ဘူးဗျာ။တကယ်လို့ဒီစန္ဒလန်နဲ့ပွဲမှာသာကျွန်တော်တခုခုအမာယုံဖြစ်မယ်ဆိုရင်ပြိသက်ကပေးလာတဲ့ pressure ကြောင့်တောင်ဝင်ရှိသူတွေရဲ့ဆုံးဖြတ်ချက်လည်းဒါပြောင်းလာနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်။ဆိုတော့ရွေးအမွန်ရဲလည်းတကယ်ကိုထပ်ထိုင်းကိုရောက်နေပြီလို့ကျွန်တော်ပြောလို့ရတယ်။ဆိုတော့ဘာပဲနေနေပါကျွန်တော်ဒီပွဲမှာအကောင်းဆုံးနေဖြစ်လာဖို့ပဲကျွန်တော်ကမျှော်လင့်တယ်။ဆိုတော့ကျွန်တော်တစ်ဖက်ကဒီစန္ဒလန်အသင်းကိုသွားကြည့်မယ်ဆိုရင်သူတို့အသင်းကဒီယာစီမှာတန်းတ က်လာဗျာဒါပေမဲ့တကယ်တမ်းကျတော့ဒီကြောင်တဲ့တရားဒီဟာဒီမှာမှတန်တက်လာရဲ့လို့ဒါမထင်ရလောက်အထီကိုကောင်းမွန်တဲ့ခြေစွမ်းတွေကောင်းမွန်တဲ့ reset တွေကိုသူတို့ကဒါလောက်တောက်လျှောက်ကိုပြသထားရဲ့ဆိုတော့ premier league ဒါ6ပွဲကစားပြီးတဲ့အချိန်မှာဆိုရင်လည်းသူတို့က3ပွဲနိုင်2ပွဲတည်ရင်လည်းသူတို့6ပွဲ2ပွဲပဲရှိထားတဲ့အထိဒါ reset တွေကလည်းကောင်းမွန်တယ်လို့ပြောလို့ရတယ်ဆိုတော့လက်ရှိကျွန်တော်အတင်းရဲ့အခြေအနေရဆိုရင်သူတို့ကဒီပွဲမှာလည်းဒါရုံရုံကြီးကြီးနဲ့ဒါကစားလာအောင်မှာအသေးကြတယ်ဆိုတော့ဗျာဒီအမှန်တိုင်းပြောရရင်ဒီပွဲကကျွန်တော်အတင်းရဲ့အိမ်ကွင်း old trafford မှာရှင်ပိုင်ကစားမှာဆိုပေမဲ့လည်းကျွန်တော်တို့အတင်းက ာအတာအင်ခွင်းအတာချက်တွေပါရင်မရှိခဲ့တာလေတော်တော်လေးကြားခဲ့ပြီဆိုတော့အဲ့ဓာရီအပေါ်မှာအရင်ကြီးဖြစ်ပြီးတော့ပြောလို့မရတော့တဲ့အခြေအနေတိအတင်းကအခြေအနေဆိုးနေရမျိုးလည်းဖြစ်နေရပါတော့ဆိုတော့ကျွန်တော်ဒီမှာတခြား website တွေကျွန်တော်နည်းနည်းလောက်ရှာဖတ်ကြည့်တယ်ဒီ prediction တွေကိုချင်းပြီးတော့ကျတော့ဒီမှာတချို့ website တွေကကျတော့ကျွန်တော် United တင်ကိုအနိုင်ပေးထားတယ်ဆိုတော့သူတို့အဓိကအနိုင်ပေးထားတဲ့အကြောင်းရင်းကကျတော့ဒီ Armory အနေနဲ့ဒီ test sign ကိုရောက်နေတာရယ်ပြီးတော့အတင်းက Sunny Point တခုခုကိုပြန်ရှာဖို့ဆိုရင်ဒီဘက်မှာအနိုင်ရရှိဖို့လိုအပ်တဲ့အတွက်သူတို့ကအတင်းကိုအနိုင်ပေးထားတယ်ပြီးတော့အိမ်ခွင်းအထောက်အပံ့ဖြစ်နေတာလ ည်းပါပါပေါ့ဗျာဒါပေမဲ့သူတို့အနိုင်ပေးတာကလည်းအရင်ပြတ်သက်တော့မဟုတ်ဘူးကျွန်တော်တို့တင်းကဒါကက်ပြီးတော့အနိုင်ရမယ်ဒီလိုကက်နိုင်ရတဲ့နေရာမှာလည်းနှစ်တင်းမောင်းတင်းကိုကများမယ်ဆိုတာမျိုးခံမှန်းထားရဲဒါပေမဲ့တချို့ကြောတော့လေဒီဘွဲကတည်ကြသွားဖို့များရဲဆိုတာပြီးတော့ခံမှန်းထားရဲအဓိကကတော့စန္ဒလအသင်းရဲ့ဒီ မေဗလောကဒီကွန်ပန်းနဲ့ဖြစ်တာရဲ့သူတို့အသင်းရဲ့ကောင်တာအတက်တွေက United ကိုကောင်းကောင်းဒုက္ခပေးနိုင်တာကြောင့်မို့လို့ဒီဂိုးအများနဲ့တည်ကြသွားမယ်ဆိုပြီးတော့သူတို့ခံမတ်တာကြီးလည်းတွေ့ရတယ်။ဆိုတော့ overall အနေနဲ့ဗျာကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်ကျွန်တော်ဒီမှာ United fan ကြီးကိုပြောချင်တာအချိန်လေးတွေဘာမှမသိတဲ့အချိန်မှာကျွန်တော်တို့ဒီ United ပွဲစဉ်တွေကို enjoy ပဲဖြစ်ဖြစ်ပဲကြည့်စေချင်တယ်။အရင်ကြီးစိတ်ဆင်းရဲစိတ်တော့ကရောက်ခံပြီးတော့ဒီ seriously ကြည့်ဟာမျိုးတွေတော့တကယ်မလုံးစေချင်သေးဘူး။ဆိုတော့ ဘာပဲနေနေပါဒီပွဲကို enjoy ဖြစ်ဖြစ်နဲ့ပဲနိုင်နိုင်ရှုံရှုံ enjoy ဖြစ်ဖြစ်နဲ့ပဲကျွန်တော်ကတော့ကြည့်စီခြင်းတယ်ဒီပွဲမှာပြတကယ်လို့ကျွန်တော်အသင်းရဒီတိုးတက်မှုတစ်ခုကိုပြမယ်ဆိုရင်တော့ကျွန်တော်မျှော်လင့်မိတာတစ်ခုတော့ရှိရယ်ကျွန်တော်အသင်းကိုအဓိကတိုးတက်စေခြင်းတဲ့အပိုင်းပေါ့ဗျာအဓိကတိုးတက်စေခြင်းတဲ့အပိုင်းကကျွန်တော်တို့ဒီ on position ကနေပြီးတော့ရုတ်တရက်ပဲဖြစ်ဖြစ်ဒီကျွန်တော်တို့တစ်ဖက်သင်းရဲ့ pressing ကြောင့်မို့ဘောလုံးဆုံးရှုံးသွားတဲ့အခါမှာကျွန်တော်တို့ဒီ offensive ကနေပြီးတော့ defensive transition မှာတော့ကျွန်တော်အခုထပ်ပို့ပြီးတော့တိုးတက်တာမျိုးအသင်းကိုမြင်အသင်းကိုမြင်ခြင်းတယ်ဗျာအဓိက brand phone နဲ့ပွဲမှာကျွန်တော်တို့ဒီ offensive ကနေပြီးတော့ Defensive Transition ကိုပြောင်းတဲ့အချိန်မှာအသင်းရဲ့နောက်တန်းကဒီ position နည်းအရာရောဒီဆက်တဲ့အရာရောတော်တော်လေးဖေဖို့ဖျဲဖြစ်တာကိုတွေ့ရတယ်။ဆိုတော့ဒီဘက်မှာတော့ဖြစ်နိုင်ရင်အဲ့အမားတွေကိုတော့ပို့ပြီးတော့ဟိုဟိုပြင်ဆင်ခြင်းတယ်။အဲ့အမားဘိုင်းတွေမှာကျွန်တော်အဲ့အဲ့ဘိုင်းတွေမှာကျွန်တော်အသင်းတိုးတက်လာတာကိုကျွန်တော်တော့မြင်ခြင်းတယ်။ဆိုတော့ကျွန်တော်အမြင်ပြောရင်ကျွန်တော်အသင်းရတာရှေ့ဒါ international break ပတိုင်းငယ်မှာလည်းကျွန်တော်တို့အနိုင်နဲ့ပိတ်သိမ်းခဲ့တယ်ဆိုတော့ဒီမှာလည်းဒါအချင်းဒီအကြောင်းအကျောင်းတစ်ခုခုနဲ့ကျွန်တော်အတင်းရဲ့ဒီရုံးအကြောင်းကိုလို့ကျွန်တော်တော့ ကက်ပြီးတော့လည်းအနိုင်ရသွားနိုင်တယ်လို့တော့မြင်တယ်ဒါပေမဲ့တင်ကြခဲ့ရင်လည်းကျွန်တော်အတင်းရဲ့အခြေအနေအရအရင်ကြီးအန်ဩစရာအနေထားမှာတော့မရှိဘူးလို့လည်းကျွန်တော်ကတော့ထင်တယ်ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်ကိုပဲဒါဆွေးနွေးဆုံးသက်သာတာဖြစ်တယ်ဆိုတော့ညီကိုရီအနေနဲ့ရောဒီပွဲကိုဘယ်လိုမြင်လဲရဇပိုင်းကဘယ်လိုထွက်လာနိုင်လဲဆိုတော့အမော်ရင်းကိုတောင်းဝန်ရှိသူတွေကဒါဖိအားပေးထားတယ်ဒီအတင်းရဲ့ဒီ formation ပြောင်းဖို့အတွက်အကြံပေးထားတဲ့အချိန်မှာအမော်ရင်းအနေနဲ့တကယ်ရောပြောင်းလာမှာလားတကယ်ပဲခေါင်းဆက်မှာလား ်ခေါင်းဆက်မာနေဦးမှာလားဆိုတဲ့ဘိုင်းတွေကိုလည်းညီကိုလေးရဲ့အမြင်တွေကိုကျွန်တော်နဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ channel လေးကိုလည်းဒါ subscribe လုပ်ခဲ့ပြီးကြဖို့ကျွန်တော်မေတ္တာရက်ခံခြင်းနဲ့ကျွန်တော်ရဲ့ channel မှာဆိုရင်ကြည့်ရှုသူတွေတဲမှာဆိုရင်ဒါ subscribe မလုပ်ဖဲနဲ့ကြည့်တဲ့သူတွေကပို့ပြီးတော့အများနေတာကိုလည်းတွေ့ရတယ်။ဘာပဲနေနေကျွန်တော်တို့ရဲ့ဒီတင်ဆက်ပုံကိုချိန်နေတဲ့တယ်ဆိုရင်တော့ subscribe လေးလုပ်ပြီးတော့အားပေးခဲ့ပါအောင်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။